ရသော်ဘုရားကဒါကြောင့်မို့လို့ဘုရားကိုယုံကြည်တယ်ဆိုတာဗုဒ္ဓဘာသာမှာတမ္မာအဖြစ်တော့လူတွေကအမျိုးမျိုးပြောကြမှာပေါ့ဘုရားရဲ့အနန္တတကုကိုယုံကြည်တယ်လို့ဘာတွေလို့ပြောလိုက်တယ်သို့တော်မြတ်စွာဘုရားကိုယ်တိုင်ဟောထားတဲ့ထဲကယုံကြည်မှုဆိုရယ် faith ဟာဘာကိုပြောတာတုံးလို့ဆိုလို့ရှိရင်မြတ်စွာဘုရားရဲ့အတိဉာဏ်ကိုယုံကြည်တယ်လို့ပဲဟောတယ်ဒီပြဟာကိုယုံကြည်တာတွေရှေ့လမ်းမထားဘူးအတိဉာဏ်ကိုယုံကြည်တယ် တတ္တဟတိတထာဂတတဘောဓိန်နဲ့တထာဂတဆိုတာလမ်းကြောင်းအတိုင်းရောက်လာတဲ့ဖရာဆိုတဲ့ပုဂ္ဂိုလ်ရဲ့ဘောဓိန်တိနိုင်တဲ့စွာအားရှိတဲ့ဉာဏ်ကိုတတ္တဟတိယုံတယ်လို့သူပြောဒီမှာအနန္တတကောကိုယုံတယ်ဆိုတာနဲ့အလွန်ကွာခြားတယ်ပေါ့နော်တခြားမှာခုကမ္ဘာလောကကြီးမှာကိုယ်ပါတာကိုယုံတယ်ကိုကိုယ်ွယ်တဲ့ဖရာတရားယုံတယ်ဆိုတာတွေရှိတယ်ပေါ့ ဘုရားဘာသာယုံကြည်မှုနဲ့တခြားယုံကြည်မှုကအမတန်မှကွာခြားတယ်ဘုရားဘာသာယုံကြည်မှုကအနတ္တတကောကိုယုံတာမဟုတ်ဘူးဖခင်ကမားလိုက်မယ်လို့ယုံကြည်တာမဟုတ်ဘူးတန်ခတ်လိုက်မယ်လို့ယုံကြည်တာမဟုတ်ဘူးဘာကိုယုံကြည်တာတော့ဆိုမြတ်စွာဘုရားရဲ့အသိဉာဏ်ကိုယုံကြည်တယ်အသိဉာဏ်ကိုယုံကြည်တယ်ဆိုတာနဲ့တကောကိုယုံကြည်တယ်ဆိုတာနောက်ဆက်တွဲမှာအမတန်မှကွာခြားတယ်ဖြစ်ပေါ်လာတဲ့နောက်ဆက်တွဲကအ ေးတကူကိုယုံကြည်တယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ကဒီတကူနဲ့တို့ဘယ်လိုမားလိုက်မလဲဆိုပြီးတော့တကူရှင်သဘောကျအောင်ပဲသူကလှုပ်လိုက်တယ်နော်တကူရှင်ကိုတကူရှင်ရဲ့အလိုချနေထိုင်လိုက်မယ်တကူရှင်ကြီးကိုပဲကျေးဇူးတင်နေလိုက်မယ်ဒီလိုအဲ့ဒီတော့တကူရှင်ကိုမျှော်လင့်နေတဲ့ပုဂ္ဂိုလ်တယောက်ဟာမိမိကိုယ်ပိုင်ဉာဏ်နဲ့ဒါကလှုပ်တဲ့နေဒါကမလှုပ်တဲ့ဘူးလို့ဆိုတဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ရွေးချယ်မှုဆိုတာအဓိပ္ပာယ်မရှိတော့ရွေးချယ်လည်းရွေးချယ်လို့လည်းမရဘူးကိုယ့်ရဲ့ဆန္ဒဆိုတာလည်းအဓိပ္ပာယ်မရှိဘူးကိုယ့်ရဲ့လုံလဝီရိယဆိုတာလည်းဘာမှအစွမ်းတတ္တိမရှိတော့ဘူးအလုံးဟာတကုရှင်ကြီးရဲ့အလိုချပဲဆိုတာဖြစ်သွားမှာပဲဒါတမန်စဉ်းစားကြည့်ရင်ကိုဒီလမ်းကြောင်းပဲဝင်သွားတာဒါဖြင့်ဖရာရဲ့အတိဉဏ်ကိုယုံကြည်တယ်ဆိုတာကြတော့အတိဉဏ်ကိုယုံကြည်တယ်လို့ဆိုလိုက်တာဖြင့် နောက်တစ်ဆင့်ကဘာဖြစ်လာတော့ဒီလိုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကမလုရဘူးလို့ပြောထားတာအကြောင်းရှိတယ်လုရမယ်လို့ပြောတာ အကြောင်းရှိတယ်မလုရဘူးလို့ပြောရင်ဆင်းရဲဒုက္ခနဲ့ကြုံတွေ့နိုင်တယ်လုရမယ်လို့ပြောတာချမ်းသာဒုက္ခရနိုင်ဆိုတော့ကိုယ်လုပ်ငန်းကိုဖော်ဆောင်ပေးတဲ့သဘောပဲမိဘတွေကသာသမီကိုလက်တွေ့ကြကြဆုံးမတဲ့အခါမှာလည်းပဲကောင်းဖို့အတွက်ဘာလုပ်ပေးရလဲ ေးဒီလူနဲ့မပေါင်းနဲ့ဒီလမ်းမသွားနဲ့ဒါမလုံနဲ့ဒါလုံဆိုပြီးတော့ဒီလိုပဲဆုံးမတာပဲမဟုတ်လားကိုသားသမီးကောင်းစားစေခြင်းဒီလိုပဲဆုံးမတာမြတ်စွာဘုရားဆုံးမတာလေဒီအတိုင်းပဲဘာမှမထူးနော်လက်တွေ့ကြဒါကြောင့်မို့အတိညာဉ်ကိုယုံကြည်တယ်ဆိုတဲ့ကဘုရားရဲ့လမ်းညွှန်မှုကဘယ်တော့မှမလွယ်ဘူးတာမန်ပုဂ္ဂိုလ်ရဲ့လမ်းညွှန်မှုကလွဲနိုင်တယ်ပေါ့အများကြီးလွဲချော်သွားနိုင်တယ်တခါတလေ အကြံပေးတယ်ဆိုပြီးတော့အကြံပေးတာသူတို့ပေးတဲ့အတိုင်းလုပ်ရင်လွဲခြင်းနဲ့လွဲသွားနိုင်တယ်ဒါတွေကမြတ်စွာဘုရားကြတော့အဲ့လိုလွဲမှားမှုမရှိဘူး။ဘာဖြစ်လို့တော့ဆိုတိတာနော်တိပြီးမှပြောတဲ့ဟာမှုလွဲမှားစရာအကြောင်းမရှိဘူးတဲ့အဲ့ဒါကြောင့်အတိညာကိုယုံကြည်တယ်လို့ဆိုတဲ့ကကိုလောရမဲ့ဟာနဲ့မလောရမဲ့ဟာကိုကွဲကွဲပြားပြားတိသွားတယ်တိသွားတဲ့အတွက်ကြောင့်ကိုယ့်ရဲ့တောင်းကဘာတော့ မလုရမဲ့ဟာကိုရှောင်ပြီးတော့လုရမဲ့ဟာကိုလုချင်းဟာကိုယ့်ရဲ့အလုပ်တစ်ခုပဲဖြစ်သွားတယ်။အဲ့တော့ကိုအားကိုကိုယ်တယ်ရွေးချယ်မှုဆိုတာလည်းအဓိပ္ပာယ်ရှိတယ်။ကိုယ်ဆန္ဒဆိုတာလည်းအဓိပ္ပာယ်ရှိတယ်။ကိုယ့်ရဲ့ဉာဏ်ဆိုတာလည်းအဓိပ္ပာယ်ရှိတဲ့အနေအထားတစ်ခုဖြစ်သွားတယ်။